ဆက်ဆန်တို့ရဲ့ဂျင်ကဖိုက်တာနဲ့ထိုးရမယ်ဆွန်ရဲ့မင်္ဂလာပါပရိသတ်ကြီးမောဖိုက်တာဆွန်ရဲ့ပွဲကတော့ပြန်လာခဲ့ပါပြီလာမယ့်အပတ်17ရက်နေ့တောက်ကြနေည1 Friday 5104ပြိုင်ပွဲမှာပါဝင်လာမှာလည်းဖြစ်ပါတယ်ဆိုတော့ကထိုင်းနိုင်ငံသားဖိုက်တာတွေနဲ့ကန့်ဆက်တယ်လို့လည်းပြောရမှာပါဒီတစ်ချိန်မှာလည်းဆွန်ရဲ့ဖိုက်တာကထိုင်းဖိုက်တာနဲ့ရှင်ပြိုင်ထိုးတက်ရမှာလည်းဖြစ်ပါတယ်ထိုင်းဖိုက်တာရဲ့အသက်က32နှစ်ဖြစ်ပြီးအရက်ကတော့9ပေ6လက်မှရှိပါတယ် Wild Friday Fight ပြိုင်ပွဲတွေမှာ6ပွဲထိုးသတ်ထားပြီး၄ပွဲနိုင်၂ပွဲရှုံးရလက်ပိုင်ဆိုင်ထားသူပါအနိုင်ရထားတဲ့၄ပွဲမှာ၃ပွဲကို KO ဖြစ်အနိုင်ရထားပြီး၃ပွဲကိုအမှတ်ဖြစ်အနိုင်ရထားပါတယ်ရှုံးထားတဲ့၂ပွဲကိုတော့ အလဲတိုကေအိုဖြစ်ရှုံနှိမ့်ထားတာလည်းဖြစ်ပါတယ်။ဆိုရက်ကတော့ပြီးခဲ့တဲ့2024ခုနှစ်ကနေအခုထိ1 Friday Fight ပွဲ၅ပွဲထိုးထားပြီး၅ပွဲစလုံးကိုအနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။1 Friday Fight ပြိုင်ပွဲတွေမှာ၁၀ပွဲထိုးထားပြီး6ပွဲနိုင်၄ပွဲရှုံနှိမ့်ထားပါတယ်။မြန်မာဖိုက်တာတွေထဲမှာဆိုရင်တော့ဆိုရက်က1 Friday Fight ပြိုင်ပွဲတွေမှာပွဲအကြိမ်ကြီးအများဆုံးထိုးတက်ထားတဲ့ဖိုက်တာအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ပြိုင်တကြီးလည်းဆိုရက်ကိုအားပေးဖို့အတွက်အဆင်သင့်ဖြစ်နေပြီလား။အဆုံးထိကြီးရှုအားပေး ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်